ဂျပန်နိုင်ငံရဲ့တရေချောက်ဆုံးအိုကိဂါဟာရာတောအုပ်ဂျပန်နိုင်ငံရဲ့နာမည်ကျော်ဖူဂျီတောင်ရဲ့အနောက်မြောက်ဘက်မှာတည်ရှိတဲ့အိုကိဂါဟာရာတောအုပ်ဟာတဘာဝရဲ့လှပမှုနဲ့ထူးဆန်းနှစ်နယ်မှုတွေပေါင်းစပ်နေတဲ့နေရာတစ်ခုပါသူ့ကိုဂျပန်ရဲ့တရေချောက်ဆုံးတောအုပ်လို့လည်းလူသိများပြီးတော့နိုင်ငံတကာမှာတော့မိမိကိုယ်ကိုတတ်သိမှုတောအုပ်လို့နာမည်ဆိုနဲ့ကြော်ကြားပါတယ်ဒီတောမှာဆိုရင်ဝမ်းနဲ့ဆရာသမိုင်းကျောင်းနေတရေပုံမြင်နေတဲ့တဘာဝလွန်တန်နာကြီးတွေရှိနေပါတယ် စိမ့်ဆုဆိုတစ်ပင်နေနဲ့မိတော်ပောက်ကဲမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့လှောက်ပါတဲ့ရှုခင်းတွေရှိပေမဲ့တောအုပ်ထဲမှာတိတ်ဆိတ်ငြိမ်သက်နေမှုကမျိုးဆက်ပေါင်းများစွာခြောက်ခြားဖွယ်ရာပုံမြင်တွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဥက္ကိကဟာရတောအုပ်ဟာ area 30စတူရန်ကီလိုမီတာကျော်ကျယ်ဝန်းပြီးတော့ ပူဂျီတောင်ရဲ့900စုနှစ်ကနောက်ဆုံးအကြိမ်ကြီးမားတဲ့မိတောင်ပောက်ကွဲမှုကနေဖြစ်ပေါ်လာတဲ့မာကျောတဲ့ချုံရီတွေပေါ်မှာတည်ရှိပါတယ်။တောအုပ်ကျမ်းင်းဟာမညီမညာနဲ့ကျန်းနေပြီးတော့ချုံထက်တဲ့မိတောင်ကြောက်တုံးတွေကရေညှိနဲ့ချုံနယ်ပိတ်ပေါင်းနေအောင်မှာဖုံးကွယ်နေတတ်ပါတယ်။မြေကြီးထဲမှာတန်တက်ပါဝင်မှုများတာကြောင့်တန်လိုက်အိမ်မြောင်တွေမကြာခဏအလုံးမလုံးတော့ပဲနဲ့တောက်တက်သမားတွေကိုလမ်းမစေပါတယ်။ဒါကြောင့်ဒီနေရာဟာရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါလမ်းပျောက်တက်တဲ့နေရာအဖြစ်နဲ့နာမည်ရခဲ့ပါတယ်။မြေမောင်းလို့တဲ့တစ်ပင်ကြီးတွေကတစ်ခုနဲ့တစ်ခုအ ရန်နီးကပ်စွာပဲပေါက်ရောက်နေတာကြောင့်နေဘက်မှာတော့နေအောင်ကြီးအနေငယ်သာထက်သန်နိုင်ပြီးတော့ရှေ့လျားတဲ့အရိတ်တွေကိုဖြစ်ပေါ်စေပါရယ်။ငှက်တန်ဒါမှမဟုတ်အရွက်ကျေတံတွေကနေတပါတခြားအတံမကြားဘဲနဲ့တိတ်ဆိတ်နေမှုကစိတ်ကိုလေးလံစေနိုင်ပါရယ်။တောဦးရဲ့တိတ်ဆိတ်မှုကလွန်ကဲလွန်တာကြောင့်လူတအူးရဲ့အတွေ့တွေကိုပုံမပြင်းထန်စေတယ်လို့ဆိုကြပါရယ်။ဒါဟာစိတ်ထဲကြာနေသူတွေပေါ်ကြီးလေးတဲ့စိတ်ပိုင်းဆိုင်ရာတရားမှုဖြစ်စေနိုင်တဲ့အချက်လေးဖြစ်ပါတယ်။ ။ Okigahara ရဲ့နာမည်ဆိုက20ရာစုနောက်ပိုင်းကနေစပြီးတော့ပုံမကြီးထွားလာခဲ့ပါတယ်။ဂျပန်မှာကြီးမားတဲ့လူမှုရေးပြဿနာတစ်ခုဖြစ်တဲ့မိမိကိုယ်ကိုတတ်သိမှုတွေနဲ့ဆက်ဆက်နေခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်းလူဆယ်ပေါင်းများစွာဟာဒီတောအုပ်ထဲမှာအဆုံးစီရင်ကြတယ်လို့ဆိုကြပါရယ်။ဒါပေမဲ့ဒီဖြစ်စဉ်ကိုအာမပိလိုတာကြောင့်ဂျပန်အစိုးရကတရားဝင်ကိန်းဂဏန်းတွေထုတ်ပြန်တာကိုရပ်တန့်ထားပါရယ်။တောအုပ်တွေကိုဝင်ရောက်တဲ့လမ်းတွေမှာသင်းဘဝသည်အဖိုးတန်သောလက်ဆောင်တစ်ခုဖြစ်သည်။နောက်ပြီးတော့မဆုံးပြတ်မီရဲကိုကျေးဇူးပြု၍တိုင်ပင်မှာစားတဲ့စားတမ်းတွေထားရှိပြီးတော့ပြန်လည်စဉ်းစားဖို့နဲ့အကူအညီတောင်းခံဖို့တိုက်တွန်းထားပါရယ်။ဒီ၆ချားစရာနာမည်ကုန်တဲ့င်းကို1960ပြည့်နှစ်ကစိတ်ချမဆူမူတိုရဲ့ခူရိုအီဂျူကာအီဝတ္ထုနဲ့ က်ဆက်နေတယ်လို့လူအများကပြောဆိုကြပါတယ်ဒီဝတ္ထုထဲမှာဆိုရင်စစ်သူနှစ်ဦးဟာအိုဂိကဟာရမှာသူတို့ရဲ့ဘဝကိုအဆုံးသတ်ခဲ့ကြပါတယ်ဒါအပြင်ဒီတအုပ်ဟာဝေးလံခေါင်းတည်တဲ့နေရာတွေမှာအသက်ကြီးရဲ့ဆွေမျိုးတွေကိုတေဆုံးအောင်ဆွန့်ပစ်တဲ့ဒဏ္ဍာရီဆန်နဲ့ဥပါစုတဲထုံနှန်းစင်လာနဲ့လဲကြာရှည်စွာဆက်ဆက်နေခဲ့ပြီးတော့သူ့ရဲ့ကြောက်မက်ဖွယ်ရာကဏ္ဍဝင်ပုံမြင်ကိုပို့ပြီးတော့ခိုင်မာစေခဲ့ပါတယ် ဂျပန်ယူရပုံမြင်နေမှာဆိုရင်အိုဂိကဟာရာကိုယူရဲလို့ခေါ်တဲ့တည်ဆုံးသူတွေရဲ့မငြိမ်မသက်တဲ့ဝိညာဉ်တွေခြောက်လန့်နေတယ်လို့ဆိုကြပါဗျ။ ဒီဝိညာဉ်တွေဟာအများအားဖြင့်အဖြူရောင်နာရီဝတ်စုံနဲ့အနက်ရောင်စပင်းရှည်တွေနဲ့ပုံဖုံလေးရှိပြီးတော့သူတို့ရဲ့အချိန်မတန်ခင်ဝမ်းနည်းမှုတွေကြောင့်ဒေါသထွက်နေတာဒါမှမဟုတ်ဝမ်းနည်းနေရာကြောင့်တောအုပ်တွေမှာလှည့်လည်နေကြရလို့ယုံကြည်ကြပါတယ်။ဒေသခံတွေကရှင်းပြလို့မရတဲ့အမြင်တွေနဲ့တရေပုံရိပ်တွေနဲ့ရုတ်တရက်အပူစင်ကြဆင်းမှုတွေကိုကြုံတွေ့ခဲ့ရတယ်လို့ပြောကြပါတယ်။တချို့ကဆိုရင်တစ်ပင်တွေထဲကနေတက်တက်လေးကြားရတဲ့တီတိုးသံတွေဒါမှမဟုတ်အော်သံတွေကြားရတယ်လို့တော့မှပြောဆိုကြပါတယ်။ဒီပုံမြင်တွေကြောင့်ဒီတောအုပ်ဟာသဘာဝလုံးဖြစ်ရက်တွေကိုစိတ် င်စားသူတွေနဲ့တရေလဲရှာသူတွေအတွက်ရေပန်းစားတဲ့နေရာတစ်ခုဖြစ်လာခဲ့ပြီးတော့အများစုကသူတို့ရဲ့အတွေ့အကြုံတွေကိုအွန်လိုင်းမှာမှတ်တမ်းတင်ထားကြပါတယ်။ Okigara ကသူ့ရဲ့တရေချောက်တဲ့နာမည်ဆိုကြောင့်နာမည်ကြီးပေမဲ့တဘာဝရဲ့အန်အောဖွေရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ Fuji တောင်ရဲ့အေးအောက်မှာဒီတောအုပ်ဟာထူးခြားတဲ့အပင်မျိုးစိတ်တွေရေကဲကူနဲ့ကြောက်ကူလိုမျိုးလှပတဲ့ကူတွေသူ့ရဲ့ထူးခြားတဲ့မြေမျက်နှာပြင်မှာရှင်သန်ပေါက်ရောက်နေတဲ့ပျက်စီးလွယ်တဲ့ဂေဟာစနစ်တွေကိုပိုင်ဆိုင်ထားပါတယ်။လာရောက်လည်ပတ်သူတွေအတွက် Okigara ဟာလှပမှုနဲ့ဝမ် နယ်ချေကွဲမှုတို့အတူရှင်တွဲနေထိုင်မှုကိုအားကောင်းတဲ့သတိပေးချက်တစ်ခုအနေနဲ့ရှိနေပါတယ်။လာရောက်လေပတ်သူတွေတောအုပ်တွေကိုဝင်ရောက်တဲ့အခါမှာသူတို့ရဲ့အသက်ဆုံးရှုံးခဲ့ရမှုတွေအတွက်စိတ်မကောင်းဖြစ်မှုနဲ့ရောနှော်ထားတဲ့ကြောက်ရွံ့ခြင်းကိုခံစားရတယ်လို့အများစုကပြောကြပါတယ်။တရေရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတောအုပ်ရဲ့စိတ်ပိုင်းဆိုင်ရာလေးလံမှုကငြင်းလို့မရပါဘူး။ဒီနေရာဟာသူ့ရဲ့ဒဏ္ဍာရီတွေအတွက်သာမကသူ့ရဲ့အမွေနှစ်ကိုပုံဖော်ခဲ့တဲ့စစ်မှန်တဲ့လူအတွေ့အကြုံတွေနဲ့ဆင်းရဲဒုက္ခတွေအတွက်ပါလေးစားသမှုပြုတင်တဲ့နေရာတစ်ခုပါ။အိုကိကာရာဟာတရေ ဲချောက်တဲ့တအုပ်တစ်ခုတက်ကိုပို့ပါရယ်။ဒါဟာသဘာဝအလားစိတ်ကျမ်းမာရေးပြဿနာတွေနဲ့နှဆိုင်စွာအမြင့်တွေနေတဲ့ရည်ကျင်းမှုဆိုင်ရာပုံမြင်တွေရဲ့ရှုပ်ထွေးတဲ့သင်္ကေတတစ်ခုပါ။သူရဲ့၆ချားခွေဆွဲဆောင်မှုကကမ္ဘာတဝန်းကနေအာယုံဆိုင်မှုကိုယနေ့အထိဆက်လက်ရရှိနေစေဖြစ်ပါရယ်။တစ်ချိန်တည်းမှာပဲတစ်ပင်တွေကတိတ်ဆိတ်စွာရက်တီနေပေမဲ့လည်းတအုပ်ကတော့မြေကြီးကို၎င်း၊ဒစုံတအုပ်ကို၎င်း၊လူတွေရင်ဆိုင်နေရတဲ့မမြင်နိုင်တဲ့ရုံးကန်မှုတွေကို၎င်းနားထောင်ဖို့လိုအပ်ကြောင်းကိုတီးတိုးပြောပြနေပါရယ်။ဒီဗီဒီယိုလေးကိုကြည့်နေတဲ့ဆိုရင် like like လုပ်ပေးပြီးတော့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေအတွက် subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြမယ်ရှင်။